အပိုင်း365ရဲ့အဆောက်မှာတော့ဖူဂရိုဂူဂျီကရဲတိုက်ရဲ့တတိယမြောက်ထံမှာရိုင်ဇိုနဲ့တိုက်ခိုက်နေပါရီသူတို့ကမီးတောက်တွေကြောင်းမှာတယောက်ကိုတယောက်အားကုန်တိုက်ခိုက်နေခဲ့ပြီးဖူဂရိုဂူဂျီကတော့မီးတွေကသူတို့ရဲ့ခန္ဓာကိုယ်အနှံ့ကိုပါဆွဲလာလို့လန့်နေပါရီဒါကြောင့်ဖူဂရိုဂူဂျီကရိုင်ဇိုကို paralysis ဂျူဇူးကိုလွတ်လိုက်ဖို့အတွက်ပြောလိုက်ပြီးမောင်းရင်နေရာလုံးတည်သွားလိမ့်မယ်လို့ပြောလိုက်ပါရီဒါကိုကြားတဲ့ရိုင်ဇိုကတော့သူ့ရဲ့တိုက်ခိုက်မှုကိုမရပ်ပြစ်ခဲ့ပါဘူးအဲ့ဒီအချိန်ဒုတိယထပ်မှာတော့ဆာမူရိုင်းတွေကပြေးလွှားနေခဲ့ပြီးတယောက်ကထွက်ပေါက်ကိုလက်ညှိုးထိုးပြလိုက်ကအဲ့ဒီကနေထွက်ပြေးသွားဖို့အတွက်ပြောလိုက်ပါရီ ။ဒါကြောင့်သူတို့ကထွက်သွားဖို့လုပ်နေချိန်မီးလုံးကြီးကပြုတ်ချလာခဲ့ပြီးသူတို့ကလန့်သွားခဲ့ကြပါရီ။တယောက်ကတော့ရမ်းပူလာရင်သူတို့တီသွားလိမ့်မယ်လို့ပြောနေချိန်မှာပဲမန်နေဂျာကြီးကသူတို့အပေါ်ကိုပြုတ်ချလာခဲ့ပြန်ပါရီ။အားလုံးကတော့ကိုကိုကိုတေပြီးလို့တတ်မှတ်လိုက်ပေမဲ့မျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တော့ဂျင်မီကရောက်နေပြီးမန်နေဂျာကိုမှပေးထားလိုက်ပါရီ။အဲ့တော့မှတော့ဂျင်ဘီကဆာမူရိုင်းတွေကိုမင်းတို့ကဒီမှာမရှိသင့်ဘူးလို့ပြောလိုက်တော့သူတို့အားလုံးကအမှတ်မိသွားပြီးကောက်ရုပ်ထုပ်အဖွဲကကောင်းမလားလို့မိလိုက်ပါရီ။ဒါကိုဂျင်ဘီကလည်းဟုတ်တယ်လို့ပြောလိုက်တော့ဆာမူရိုင်းတွေကဂျင်ဘီကိုအားတန်လိုက်တာလို့ပြောလိုက်တယ်။ ဲဒီနောက်မှာတော့ဂျင်မီကဆာမူရိုင်းတွေကိုထွက်ပေါက်ကမပိတ်သေးဘူးလို့ပြောလိုက်ပြီးအ мян ထွက်သွားခိုင်းကကိုယ့်ရဲ့အသက်ကိုကယ်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါကိုကြတော့အလုံးကလေးလက်ခံလိုက်ပြီးဂျင်မီကိုခမရလေးမတည်နေအောင်လို့ဆိုပြီးပြောလိုက်ပါတယ်။အလုံးထွက်သွားကြတော့ဂျင်မီကသူ့အပေါ်ကမျက်နှာချက်ကိုဖယ်လိုက်ပြီးမီရီဘာလို့လောင်နေရလဲဆိုတာကိုတွေးနေခဲ့တာပါ။တိုက်ပွဲကြောင့်တရားတော်ကဟုတ်ပေမဲ့ဒီလိုပုံစံကတော့မဖြစ်သေးဘူးလို့ဆိုပြီးဂျင်မီကပြောလိုက်ပါတယ်။အဲဒီချိန်မှာဖျော်ဖြေးထက်မှာတော့ဘင်မောင်ကတောင်းကျနေခဲ့ပြီးဆိုင်တဲ့သူရောမဆိုင်တဲ့သူတွေရောပါတိုက်ခိုက်ပြနေခဲ့တာပါ။ ဒါကိုမြင်တော့ချောပါကထရစ်စတန်တို့ကိုဒီမှာပဲဆက်နေရင်ဒုက္ခရောက်ကုန်တော့မယ်လို့ပြောလိုက်ပါရီ။အဲဒီချိန်ချောပါရဲ့ခန္ဓာကိုယ်ကနှစ်ပူးသလိုဆက်ဆက်တောင်းလာခဲ့ပါရီ။ဒါကြောင့်ချောပါကသူ့ကိုသူဘာတွေဖြစ်နေရလဲလို့တွေးနေခဲ့ပြီးလန့်နေခဲ့တာပါ။အဲဒီနောက်မှာတော့ချောပါကထရစ်စတန်ရဲ့လက်ထဲကနေအပြင်ကိုရောက်သွားခဲ့ပြီးသူကတုံရင်နေရာတွေအလုံးကိုရက်သွားတော့မှသူ့ရဲ့မူလပုံစံကိုပြန်ရသွားခဲ့ပါရီ။ဒါကြောင့်မလို့ချောပါကရန်ကိုဝန်းတာသွားခဲ့ပြီးမီယာဂီရူကလည်းလက်ခုပ်တီးပေးခဲ့ပါရီ။အဲဒီနောက်မှာတော့ချောပါကသူ့ကိုယ်သူဒီလိုခန္ဓာကိုယ်ကိုပြောင်းလဲသွားလိမ့်မယ်လို့မထင်ဘူးလို့ပြောလိုက်ပြီးသူက ဒါကတုံးလိုက်တဲ့ဆေးရဲ့ဗီထွက်ဆိုးကျိုးပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ချောပါတယောက်သူ့ရဲ့ဖျက်ကိုပြန်ပြီးလေးလာနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကမီယာကီကိုဇိုရိုကိုစိတ်ပူနေရလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဇိုရိုကိုထိုးပစ်လိုက်တဲ့ဆေးကြောင့်မချောပါကဇိုရိုရဲ့အယိုး60ဒါမှမဟုတ်30လောက်ကကြိုးချင်နေရလို့ပြောလိုက်ပြီးတကယ်လို့ဆေးချိန်ကသာပြည့်သွားခဲ့မယ်ဆိုလို့ရှိရင်သူ့ရဲ့ဝေဒနာခံစားရမှုကနှစ်ဆဖြစ်လာမှာကိုသိနေပါတယ်။ဒါကြောင့်မလို့ချောပါကဇိုရိုကိုစိတ်ပူနေပြီးအသက်ရှင်နေသေးတယ်မှလားလို့မေးလိုက်ပါတယ်။ အဲ့ဒီချိန်ရဲတပ်ရဲ့အပြင်ဘက်မှာတော့ဇိုရိုကလဲကျနေပြီးသူကသွေးရီကလည်းအများကြီးထွက်နေခဲ့တာပါဒါပေမဲ့ဇိုရိုကတော့နည်းနည်းလေးတော့မလုံနိုင်တော့ပါဘူးအဲ့နောက်မှာတော့ဇိုရိုကအမောင်းတန်ရာတစ်ခုစီကိုရောက်သွားပြီးသူ့ရဲ့အနာကိုအမဲရောက်အငွေတက်တီကရောက်ရှိလာတာကိုဇိုရိုတယောက်မြင်လိုက်ရပါတယ်အငွေတွေကအလုံးတစ်လုံးဖြစ်ကိုပြောင်းလဲသွားခဲ့ပြီးခဏကြာမှာတော့ဇိုရိုကဓာောက်ကြီးကိုဂိုင်းထားတဲ့တေမင်းကိုတွေ့လဲရပါတယ်ဒါကိုမြင်တော့ဇိုရိုကလန့်သွားပြီးသူ့ကိုဓာနဲ့ပိုင်းဖြတ်ဖို့လုပ်နေတဲ့တေမင်းကိုဓာကျင်နေပေမဲ့သူကလှုပ်လို့မရခဲ့ပါဘူး ဒါကြောင့်ဇူရူကပါဇက်ကနေပဲခဏနေဖို့အတွက်ပြောကတေမင်းကိုဈေးစစ်ဖို့ကြိုးစားပါရီအဲဒီချိန်ဖရန်ကီကအားကုန်လာပေးနေပြီးသူကလမ်းတစ်လျှောက်ရန်သူတွေကိုသူ့ရှိကနေဖေဖို့အတွက်ပြောကတိုက်ခိုက်ပြနေပါရီပြီးတော့ဖရန်ကီကဇူရူကိုလိုက်ရှာနေပြီးဘယ်ရောက်နေရလဲလို့အော်ဟစ်လိုက်ပါရီတဖက်မှာလည်းအီဇူကဒဏ်ရာရနေသူတွေကရန်သူတွေကိုတိုက်ခိုက်နေစေပါပဲအဲဒီချိန်တယောက်ကသူ့ကိုဓာတ်နဲ့ပြေးထုတ်လိုက်ပြီးမုတ်ဆိတ်ဖြူလူသားရဲ့လူပဲမင်းရဲ့ခေါင်းကိုယူမယ်လို့ပြောလိုက်ပါရီအဲ့လိုနဲ့ပဲအီဇူကသူ့ကိုအဲ့လိုလာပြောတဲ့သူကိုအာသူဘချပေးလိုက်ပြီးပြီးတော့အီဇူကသူ့ရဲ့ဘိုက်မှာ ဆိုင်နေတဲ့ဓာတ်ကိုထောက်ယူပါလွှင့်ပြလိုက်ပါရီဒါကိုမြင်တော့ဂျန်သူရီကလည်းလန်သွားကထွက်ပြေးဖို့လောက်ကြပေမဲ့အေဇိုကတော့သူတို့ကိုပြစ်တက်လိုက်ပါရီပတ်ဝန်းကျင်တစ်ခုလုံးကလည်းမိရွေသွေးတွေနဲ့ပြည့်နေခဲ့ပြီးအေဇိုကတော့သူ့အနေနဲ့အမားကြီးလုံးမိတာပဲလို့ပြောလိုက်ကထပ်ခိုးပေါ်ကနေခုံချလာပါရီအေဇိုကတစ်ခုလောက်ဆိုလို့ရှိရင်ကီကူတို့ကလွတ်သွားလောက်ပြီးလို့တွင်းနေခဲ့ပြီးနယံကိုအားပြုကလည်းရှောက်လာနေပါရီအဲ့နောက်မှာတော့သူကထွက်သွားဖို့လုပ်နေတဲ့ CP0 ရဲ့နောက်ကနေလိုက်လာလို့အေဇိုကလန်သွားခဲ့ပါရီအဲ့ချိန်မှာတော့တယောက်ကအေဇိုကိုသူတို့အချင်းချင်းမမြင်ကြအောင်ဆောင်းလိုက်ကြရအောင်ဆိုပြီးညှိလိုက်ပါရီ သူအနေနဲ့မုံစိဖြူရဲ့လက်ကျန်တွေကိုအခုလိုထင်ရှားဆိုင်းနေတာကိုခွင့်မလွတ်နိုင်ပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်ကအခြားတစ်ခုဖြစ်နေတာကြောင့်ဒီတိုင်းပဲကြော်သွားလိုက်မယ်လို့ပြောကထွက်သွားပါရီဒါပေမဲ့ရိုင်ဇိုကတော့သူတို့ကိုဓာတ်လိုက်ပြီးခဏနေုံလို့ပြောလိုက်ပါရီတဖက်မှာတော့ရာမာတူကမြေအောင်ခန်းထဲကိုဆင်းလာခဲ့ပါရီတဖက်မှာလည်းသူမလိုပဲမီလုံးကြီးကလည်းတဖြည်းဖြည်းဆင်းသက်လာပါရီနောက်ပြီးတော့အဲ့ဒီမီလုံးကြီးကတဖြည်းဖြည်းနဲ့လက်နက်တိုက်ထဲကိုစိတ်ဝင်လာနေခဲ့ပြီးပေါက်ခွဲပစ္စည်းတွေထားတဲ့နေရာကိုဦးတည်နေခဲ့ပါရီဒါကိုရာမာတူကလည်းမြင်သွားခဲ့ပြီးတော့မီလုံးကြီးကိုရက်လိုက်ဖို့အတွက်ပြောနေခဲ့ပါရီ ။အဲဒီနောက်သူမကသူမရဲ့သားရဲ့ပုံစံကိုပြောင်းလဲလိုက်ပြီးလမ်းနဲ့ဒီအားလုံးကိုလည်းရေခဲတွေနဲ့ဖုံးလွှမ်းထားပါရီ။အဲဒီနောက်မှာတော့ရာမာဒူတယောက်အရန်ကိုမောနေခဲ့ပါရီ။သူမကအချိန်ဒီအားလုံးကိုကြည့်လိုက်ပြီးအဲဒီအချိန်မှာဗီမီလုံးကြီးကတော့ရေခဲတွေကိုရေဖြော်ပြစ်ဖို့ကြိုးစားနေပါရီ။ဒါကိုမြင်တော့ရာမာဒူကမီးတော့လုံးကြီးတွေနဲ့သူမရဲ့တင်းမုတ်ကိုလွှဲရိုက်ပြစ်လိုက်ပြီးလမ်းနဲ့ဒီကနေဝေးဝေးနေဖို့အတွက်ပြောလိုက်ပါရီ။ဒါပေမဲ့ရာမာဒူရဲ့လက်ချက်ကြောင့်မီလုံကြီးကနာကျင်သွားခဲ့ပြီးသူမကအော်ဟစ်နေပါရီ။ဒါကြောင့်မလို့ရာမာဒူကမီလုံကြီးကိုရဲရင်ရဲလိုက်မဟုတ်လို့ရှိရင်နင်းကိုနာကျင်အောင်လုပ်ရမယ်လို့ပြောလိုက်ပါရီ။ ဒါပေမဲ့မီလုံကြီးကတော့အိုရိုချီရဲ့နာမည်ကိုသာတန်းတားနေပြီးရာမာတူကိုဝါမျိုးပြဖို့အတွက်စူးစမ်းနေပါတယ်။ပြည်ထောင်တဲ့ပူချိန်ကြောင့်ရာမာတူကအော်ဟစ်နေပါတယ်။တစ်ဖက်မှာလည်းဘေမာမကလျှက်စစ်တွေကိုနေရာအနှံ့မိုးရွာချနေပါတယ်။ဒါကြောင့်လော်ရူကမလုံနိုင်ဖြစ်နေခဲ့ပြီးအန်ချိန်နေခဲ့ရပါတယ်။ဘေမာမကတော့လော်ရူကိုအရင်ဆိုင်ကလေးတွေလိုပြောလိုက်ပြီးမင်းတို့ကိုတိုက်ခိုက်မှုကျွင့်တွေကိုတင်ပေးရအောင်မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်လော်ကသူ့ရဲ့လက်တွေကိုလှုပ်ရှားဖို့စူးစမ်းလိုက်ချင်းဘေမာမကမြင်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ကီကလောကိုစိတ်ပူနေချိန်နပိုလီယံကရောက်လာပြီးကီကိုအာယုံစိုက်ထားဖို့အတွက်ပြောလိုက်ကတိုက်ခိုက်လိုက်ပါတယ် အဲဒီနောက်မှာတော့ဘင်မမ်ကသူတို့နှစ်ယောက်လုံးကိုအသက်ရှင်နေတဲ့မင်းတို့ရဲ့အကြီးတွေကိုလာမရှုံးနဲ့လို့ဆိုတာတိုက်ခိုက်ပြလိုက်ပါတော့တယ်။ဒါကိုမြင်တော့ကင်းတဲ့ lawyer တပည့်တွေကဘင်မမ်ကိုထပ်ပြီးသူတို့ရဲ့ခေါင်းဆောင်တွေကိုမတိုက်ခိုက်တော့ဘူးအတွက်ပြောလိုက်ပါတယ်။ဒါမှမဟုတ်ရင်လည်းသူတို့ရဲ့ခေါင်းဆောင်တွေကတကယ်ကိုတီးသွားလိမ့်မယ်လို့ပြောလိုက်ပြီးအနာပြဖို့အတွက်ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘင်မမ်ကသဘောကျစွာယူလိုက်ပြီး lawyer ကိုမင်းတို့ကြားရဲ့လာလို့မေးလိုက်ပြီးမင်းတို့ရဲ့တပည့်တွေကမင်းတို့အတွက်တနာခံနေရပြီလို့ပြောလိုက်ကမင်းတို့ကအရန်ကိုတနာစရာကောင်းနေပြီလို့ပြောလိုက်ပါတယ်။ပြီးတော့အဲ့လိုပြောပြီးလဲသူကရှီမောနေပါသေးတယ်။ အဲဒီနောက်မှာတော့လော်နေကီတို့ရဲ့တပည့်တွေကသူတို့ရဲ့ခေါင်းဆောင်နေစီကိုပြေးဝင်လာပါတယ်။သူတို့ကလော်တို့ကိုစိတ်ကူပေးဖို့အတွက်ပြောနေပြီးဝင်လာနေတာကြောင့်မလို့ဘင်မောင်းကတော့သူတို့ကိုကြည့်ကစိတ်ချုံနေပါတယ်။ဒါကြောင့်မလို့သူတို့ကိုဘင်မောင်းကြီးကတိုက်ထုတ်ပစ်လိုက်ပြီးဒါကအဆင်မြေပြီမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ချောပါကဒါကိုအကွဲတစ်ခုမှကြည့်နေခဲ့ပြီးသူကထရစ်စတန်ကိုသွားချမယ်လို့ဆိုကလော်တို့စီကိုသွားဖို့လုပ်ပါတယ်။ထရစ်စတန်ကတော့ချောပါကိုစိတ်ပူနေပေမဲ့ချောပါကတော့သူကဆရာဝင်မယ်လို့ပြောလိုက်ပြီးထိခိုက်ထားတဲ့သူတွေကိုကူသပေးရမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ချောပါကအသက်တွေကအမိုက်တွေမဟုတ်ဘူးလို့ပြောလိုက်တယ်။ အဲ့ဒီအချိန်မှာဘင်မောင်ကတော့မောနေပြီးအပေါ်ဘက်ကိုမောကြည့်လိုက်ကကိုင်ရိုရဲ့နိုင်ယူတန်ကိုလည်းမကြားရသေးဘူးလို့ပြောလိုက်ပါရီပြီးတော့ကြည့်ရတော့ကောက်ရိုးထုံးနဲ့ကစားနေတော့မဲ့ထင်တယ်လို့ပြောလိုက်ပါရီအဲ့ဒီနောက်မှာတော့လောကဟေရာကိုခေါင်မူရက်ကိုသွားကြရအောင်လို့ပြောလိုက်ပြီးသူမောနေပြီလို့ဆိုတော့အားလုံးကိုတခါရေအပိသက်ဖို့အတွက်ပြောလိုက်ပါရီဒါကိုကြတော့ဟေရာကလည်းပဲအပေါ်ကိုတက်သွားနေချိန်လောကသတိရလာပြီးဘင်မောင်ကိုကြည့်ကတိုက်ပွဲကိုကြိုးပေးထားတယ်ပေါ့လို့ပြောလိုက်ပြီးသူ့ရဲ့ခေရုံးကိုဖန်နေလိုက်ကဘင်မောင်ရဲ့လေဘင်းကနေထိုးပေါက်လိုက်ပါရီ ဒါကိုမြင်တော့ဘင်မောင်ကအံ့ဩနေပြီးအလုံးကလည်းဘင်မောင်တော့တေးပြီးလို့တက်လိုက်ပါရီချောပါကတော့လောရဲ့ဓာတ်ရှိကြီးကိုကြည့်ပြီးဒါကရှေးလိုက်တာလို့တွေးနေပါရီအဲ့ဒီချိန်လောကဖောက်ဝင်သွားတာကမနာပေမဲ့နောက်ဆက်တဲ့တိုက်ခိုက်မှုကနားလိမ့်မယ်လို့ပြောလိုက်ပြီးဒီတိုက်ခိုက်မှုကခမားဘော်ကိုထိရောက်တယ်ဆိုတာသိနေတယ်လို့ပြောလိုက်ပါရီပြီးတော့လောကဘင်မောင်ကိုလျှက်စစ်လိုက်နေတဲ့တိုက်ခိုက်ပြလိုက်ပါရီဒါကြောင့်ဘင်မောင်ကနာကျင်စွာအော်ဟစ်ပြီးပြုတ်ချသွားခဲ့ပါရီအဲ့ဒီနောက်မှာတော့လောကလည်းအတော်လေးကိုမောနေခဲ့ပါပြီအဲ့ဒီအချိန်အသက်ဝင်နေတဲ့တန်ချောင်းတွေကလောကိုပြေးဝင်တိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့ကစ်ကသူတို့ကိုဆွဲယူလိုက်ပါရီ ဒါကိုမြင်တော့ဘေမောင်းကခေကိုငါ့ကိုထပ်ပြီးတိုက်ခိုက်အောင်မလားလို့မေးလိုက်ပြီးမင်းကိုကြည့်ရတော့ငါရဲ့ခေါင်းကိုရချင်နေတော့မေးလားလို့မေးလိုက်တော့ခေကတထုအပိုင်းစားတွေကိုစူးစီးနေချိန်မှာပဲဘေမောင်းကိုဖျက်ဆီးလို့မရဘူးဟုတ်လားလို့ပြောလိုက်ပြီးလောကကြီးမှာဖျက်ဆီးလို့မရတဲ့အရာမရှိဘူးလို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ခေကဘေမောင်းကိုနားထောင်စမ်းဖွားကြည့်လို့ပြောလိုက်ပြီးသူတို့ကတည်ရမယ်ဆိုရင်တော့မှခမ ्या ကိုခေါင်းမိုးရက်ကိုပေးမသွားနိုင်ဘူးလို့ပြောလိုက်ကဇလန်နီးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ် အပိုင်း166ရဲ့အဆောက်မှာတော့ရာမာရူကလက်နက်တိုက်တစ်ခုလုံးကိုရေခဲနဲ့ဖုံးလွှမ်းပစ်လိုက်ပြီးအားလုံးကိုပေါက်ကွဲထွက်မဲ့အရေးကနေကတင်ပေးခဲ့ပါတယ်။ပြီးတော့သူမကအားလုံးကိုမီးရှို့ဖို့ကြိုးစားနေတဲ့မီးလုံးကိုသူမရဲ့တန်တင်းမုံနဲ့ရိုက်လိုက်ပြီးဒီကနေထွက်သွားဖို့အတွက်ပြောနေခဲ့တာပါ။ပြီးတော့ရာမာရူကမီးလုံးကိုတည်းလဲဘုံဒီကိုတည်းလဲလှည့်ကြည့်လိုက်ပြီးဒါကတကယ်လို့သာပေါက်ကွဲသွားခဲ့မယ်ဆိုရင်လူတွေအများကြီးတေးကြီးဆုံးရှုံးရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ရာမာရူကမီးလုံးကြီးတွေကိုတိုက်ခိုက်နေခဲ့ပါတယ်။တစ်ဖက်မှာတော့မူမူကအားကုန်ဆွဲနေပြီးသူကအားလုံးရဲ့အတက်ကိုခဲ့မယ်လို့လည်းပြောပါတယ်။ ဒါအပြင်ဒါကိုသူကောင်းမှမလုပ်ဘူးဆိုလို့ရှိရင်ဘသူကလုပ်မှလဲလို့လည်းပြောနေခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့အားလုံးကလည်းဒီအတွက်ပဲတိုက်ပွဲဝင်နေခဲ့ကြတာဖြစ်လို့ပါပဲ။အဲဒီနောက်မှာတော့မိုမိုကကင်းရမွန်တို့အားလုံးကဂိုက်ဒိုကိုဝင်ပြီးတိုက်ခိုက်ခဲ့တာကိုသတိရနေခဲ့ပါရီ။သူတို့အားလုံးကဂိုက်ဒိုကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒဏ်ရာရစေခဲ့ပါရီ။ပြီးတော့ကင်းရမွန်တို့ကသူတို့ရဲ့အသက်ကိုလေးမထားပဲဝါနူတိုင်းမြေအတွက်ဂိုက်ဒိုကိုရဲဝင်ဝင်တိုက်ခိုက်ခဲ့ပါရီ။ဒါပြင်ရှီနိုဘူကလည်းမိုမိုကိုတဲပြေးနေခဲ့ရင်တစ်ဖက်ကရန်သူတွေရဲ့တိုက်ခိုက်မှုတွေကို မိုမိုအစားသူမကခံယူပေးခဲ့ပါတယ်ပြီးတော့မိုမိုကသူ့ကိုကယ်ဖို့အတွက်နဲ့ကီကူနဲ့ကင်းရမွန်တို့ကသူရဲ့မျက်စိရှိမှတွေမှာအသက်ခံခဲ့ရတာကိုမြင်ရောင်းနေပါတယ်အဲဒီတော့ကကီကူကကန်ဂျူရီရဲ့ဓာတ်နဲ့ထိုးရောက်ကိုခံလိုက်ရသလိုကင်းရမွန်ကလည်းကိုင်တိုရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်ဒါပေမဲ့သူကတော့ရှီနိုဘူကတဲပြေးတာကြောင့်အသက်ရှင်ခွင့်ကိုရခဲ့ပါတယ်ဒါ့အပြင်ရာမာတို့ကသူ့အတွက်ကိုင်တိုကိုတားပေးခဲ့ပြီးအခုထိတိုက်ပွဲဝင်နေသေးတဲ့လူဖီကိုလည်းသတိရနေခဲ့ပါတယ်တစ်ဖက်မှာတော့လူဖီနဲ့ကိုင်တိုတို့ကပြန်လည်တိုက်ခိုက်နေပါတယ် သူတို့ကတယောက်နဲ့တယောက်ထိုးချိတ်နေခဲ့ကြပေမဲ့သူတွေကလည်းရဲနေအောင်ထွက်ကြနေခဲ့ပြီးအရှော့မပြေပြေစတိုက်နေကြပါလိမ့်။ဒါကြောင့်မလို့သူကလူဖီလိုမျိုးလုံနိုင်ရမယ်လို့ပြောနေခဲ့ပြီးကျိုးကိုသာအကုန်ဆွဲနေခဲ့တာပါ။ဒါပြင်မူကဒီတိုက်ပွဲမှာတယောက်တည်းရှောင်းနေသွားမှာကိုမလို့ခြင်းဘူး။ပြီးတော့မူမူကိုသူ့ရဲ့အဖေအမေနဲ့ညီမဖြစ်သူတို့ကိုသူ့ရဲ့လောက်ရတွေကိုစောင့်ကြည့်ပေးဖို့အတွက်ပြောလိုက်ပါလိမ့်။အဲ့တော့မမူကကျုံးကိုပြန်ဆွဲနေပြီဒါကိုပန်းမြူရရဲ့အပေါ်ကိုအကြမခံနိုင်ဘူးလို့ပြောလိုက်ပါရီပြီးတော့တကယ်လို့ကြာသွားခဲ့ရင်လည်းမျိုးကပြတ်သွားလိမ့်မယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်ပန်းမြူရပေါ်မှာတော့အားလုံးကပျော်ရွှင်စွာနဲ့ကောက်ခုံနေခဲ့ကြပါရီ မြို့တော်မှာရှိတဲ့ယောက်ျားမိန်းမအားလုံးကလည်းပျော်ရွှင်နေခဲ့ကြပြီးသူတို့ရဲ့မိပွဲတော်မှာပါဝင်ဆင်နွှဲနေခဲ့တာပါကလေးတွေကလည်းမုံနီကိုစားပြီးပြေးလွှားနေကြတာမြို့ကြီးတစ်ခုလုံးကလည်းမိတထိန်ထိန်နဲ့ရှိနေကြပါလေအပေါ်ဘက်မှာတော့မမူကအိုနီကာရှိမာကိုဗန်းမြို့တော်နဲ့ဝေးရကိုဆွဲသွားနေခဲ့ပြီးသူရဲ့ပြင်းထန်တဲ့စိတ်ကြောင့်ဂျုံကအနောက်ကိုပြန်ပါလာနေခဲ့ပါပြီဒါကိုတတိထားမိသွားတဲ့မမူကဇွမ်းသာသွားပြီးတော့ဒါကအနောက်ကိုရွေးနေတယ်လို့ပြောလိုက်ကအားကုန်ဆွဲပြီးမြို့နဲ့ဝေးနိုင်သမျှဝေးဝေးကိုတည်သွားနေပါလေအဲ့ဒီအချိန်မမူကသူ့ကိုလမ်းခေါ်လိုက်တဲ့အတန်းတစ်ခုကိုကြားလိုက်ရတာကြောင့်ကြောင်သွားပါလေ ဒါကြောင့်သူကလိုင်းရှာကြည့်ပေမဲ့ဘသူ့ကိုမှမတွေ့ခင်ရပါဘူး။အဲ့ဒီချိန်မူမူကနာကျင်မှုကိုထပ်ပြီးခန်းစားရပြန်ပါလိမ့်။ဒါကြောင့်မူမူကသူ့ကိုဘသူကခေါ်နေရလဲလို့မေးလိုက်တယ်။တဖက်မှာတော့ကိကဘင်မောင်နဲ့တိုက်ခိုက်နေပြီးသူကဘင်မောင်ကိုဘာလို့ပါဇက်ပိတ်ပြီးအေးအေးဆေးဆေးထွက်သွားသေးတာလဲလို့ပြောလိုက်ပါလိမ့်။အဲ့ဒီနောက်ကိကအာကုန်တုံလိုက်တော့ဘင်မောင်ကပြန်တွန်းထားဖို့ကြိုးစားခဲ့ပေမဲ့မရဘဲလွင်ထွက်သွားပါလိမ့်။ပြီးတော့ဘင်မောင်ကရှာရီဘာထွက်နေတာကြောင့်အားလုံးကအံ့ဩနေပြီးဘင်မောင်ကြီးလွင်သွားတယ်လို့ပြောလိုက်ကဂိုင်ရီရဲ့လူတွေကဘင်မောင်ကတော့ရှုံးမှမဟုတ်တော့ပါဘူးလို့ပြောလိုက်ပါလိမ့်။တစ်ဖက်မှာတော့ကိကအောင်းနိုင်သူတယောက်လိုပဲ မောင်မကြီးရဲ့နေပြီးတော့လောကတော်အောက်ကနေဒါကိုကြည့်တာကိကိုအမြင်ကက်နေပါရီအိမ်နောက်ကင်းတဲ့လောရဲ့အဖွဲသားတွေကသူတို့ရဲ့ခေါင်းဆောင်တွေအတွက်ဂုဏ်ယူနေခဲ့ကြပါရီကိကတော့ဘေးမောင်းကိုကြည့်ပြီးကြားရဲ့လားအဖွားကြီးလို့ပြောလိုက်တယ်ခဏကြာတော့လောကသူ့ရဲ့နားကိုရောက်လာကဒါကဒုတိယအချိန်ပဲလို့ပြောလိုက်ပြီးငါရဲ့ပြောင်ပြောင်းတဲ့တိုက်ခိုက်မှုအပြီးမှာမင်းရဲ့ပိုင်နိုင်တဲ့အခွက်ကိုအသုံးပြီးအနိုင်ရတဲ့လူလုံးနေရလို့ပြောလိုက်တော့ကိကကြောင်သွားပါရီအိမ်နောက်လောကကိကိုငါကမင်းရဲ့အဖွင့်လောက်ရမဟုတ်ဘူးလို့ပြောလိုက်တော့ ကကလည်းလော်တင်နေတာကဘာလဲဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါကြောင့်သူကလော်ကိုသဘောထားမသိဘူးအတွက်ပြောလိုက်ပြီးစိတ်ဝင်စားဘူးလို့ပြောလိုက်တော့လော်ကကကိုဒါဆိုရင်မင်းရှိကနေတိုက်လေပြီးရင်ငါကဇက်သိမ်းပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကိုမြင်တော့လော်ရဲ့အဖွဲ့သားတွေကခလေးဆက်နေတဲ့သူတို့ရဲ့ခေါင်းဆောင်တွေကိုတန်တော်ကြည့်နေပြီးတစ်ဖက်မှာလည်းကိရဲ့အဖွဲ့သားတွေကလည်းသူတို့ရဲ့ခေါင်းဆောင်ကိုအခုလိုဆွဆွဲနေတယ်ပေါ့လို့ပြောလိုက်ချိန်ဘင်မောင်ကြီးကပြန်ထလာပါတယ်။သူမရဲ့လက်ထောင်ကတော့ကျိုးသွားခဲ့ပြီးဘင်မောင်ကတော့လော်ကိုမင်းရဲ့လျှက်စစ်လိုက်နေကြောင်းလက်ကကျိုးသွားပြီပဲလို့ပြောလိုက်ပြီးလော်ကိုမင်းရဲ့နေပညာတွေကစမ်းသစ်တာပဲလို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့လောကပြုံးပြုံးကြီးလုပ်နေပြီးတော့ကိကိုကြည့်ရတာဘေမောင်ကငါရဲ့ဤပညာတွေကိုပို့ပြီးသဘောကျနေတယ်လို့ပဲလို့ပြောလိုက်ပါရီဒါကိုကြတော့ကိကမခန့်ကြီးမခန့်သာဖြစ်နေပြီးလောကိုစိတ်တူနေပါရီအဲ့ဒီချိန်ဘေမောင်ကသူ့ရဲ့ဂျိုးသွားတဲ့လက်အရိုးတွေကိုပေးလိုက်ပြီးပြန်ဆက်ခံလိုက်တာကြောင့်ခဏအတွင်းမှာပဲသူမရဲ့လက်တွေကပြန်ကောင်းသွားပါရီပြီးတော့ဘေမောင်ကအော်ပြစ်လိုက်ပြီးလောကတော့ဒါကိုကြည့်ကကိကိုငါတကယ်ပြောနေတာဒီတစ်ခါသာအားကုန်တိုက်ရလို့ရှိရင်ငါဆက်လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ပြောလိုက်ပြီးဒီတစ်ခါအပြီးဖြတ်ဖို့အတွက်ပြောပါရီ ဒါပေမဲ့ကီကောက်တော့လောကိုသူပါလို့ရမယ်ဆိုတာကိုလာမပြောနဲ့လို့ပြောလိုက်ပြီးသူကဒနီကုံတိုက်ခိုက်နိုင်မယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဘင်မောင်ကသူ့ရဲ့လူတွေကိုခေါ်ပြီးပေါင်းစပ်ခိုင်းလိုက်ပါရီပြီးတော့ဘင်မောင်ကကီရဲ့စိုက်ရုပ်ကိုခုတ်ဖြတ်လိုက်ပြီးတော့ကီကောက်တော့ဒါကအတ္တထုတွေတတ်တာပဲလို့ပြောလိုက်ပါရီအဲဒီနောက်ဘင်မောင်ကကစ်ကိုသူကမင်းတို့လိုခြားတိတ်တွေကိုယာနဲ့ချီတက်ပြီးပင်လယ်ထဲကိုမြုပ်လာပြစ်တာလို့ပြောပါရီအဲဒီနောက်မှာတော့ကီကဘင်မောင်ရဲ့နဖူးမှာ S ဆိုတဲ့စာကိုရေးထားလိုက်ပြီးတစ်ဖက်မှာတော့ N ဆိုတဲ့စာကလုံးကိုရေးထားလိုက်ကဘင်မောင်ကိုနေရာမှာကတ်ထားလိုက်ပါရီ ဒါကိုမြင်တော့ဘင်မောင်ကလန့်သွားခဲ့ပြီးကေကတော့ဒီမောင်ကိုဝင်တိုက်ဖို့လုပ်နေပေမဲ့ဘင်မောင်ကအချိန်မီတားဆီးခဲ့ပါလိ။ဒီမောင်ကကြောဘက်မှာနေရန်နီကပ်ပါလာတာကကောင်းတာပဲလို့ကေကိုပြောလိုက်ပါလိ။ဒါကြောင့်အားလုံးကလက်နေချင်းဘင်မောင်ကိုလောကဝင်မိတိုက်ခိုက်ဖို့လုပ်ပေမယ်။သူမောင်ကလောကိုဖမ်းယူကာကင်ပေါလိုက်တာကြောင့်လောတယောက်တစ်ဖက်ကိုလွင်ထွက်သွားပါရီ။အဲဒီအချိန်လောကဘင်မောင်ကိုသူ့ရဲ့အစွမ်းကိုတုံးကတိုက်ခိုက်ခဲ့တယ်လို့ကိကလည်းဘင်မောင်မျက်မျက်နှာကိုတဲအိတ်တစ်ခုလိုထုံးနေပါရီ။ဒါကိုမြင်တော့ဘင်မောင်ကနှစ်ယောက်လုံးကိုရိုက်ထုတ်လိုက်ပြီးသူမောင်ကဒေါသထွက်လာခဲ့ပြီး ဟေရာရုကိုပေါင်းဆက်လိုက်ကစွမ်းအားကြီးတဲ့ဝိညာဉ်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြီးတော့ဗင်မောင်ကကိကိုတိုက်ခိုက်ပြလိုက်ပါတယ်။သူမဖန်တီးလိုက်တဲ့ဝိညာဉ်ကကိကိုအဆမပြတ်ထိုးချိတ်ပါတော့တယ်။ဒါကြောင့်ကိတယောက်ဘာမှတော့ပြန်မလုံးနိုင်ပဲလှိမ့်မိအောင်ခံနေရပါတယ်။စားတိုက်ထိုးခံထားရတာကြောင့်ကိရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းသွေးတွေရဲရဲနေနေခဲ့ပါပြီ။အဲဒီနောက်ဗင်မောင်ကဖန်တီးထားတဲ့ဝိညာဉ်ကကျန်တဲ့သူတွေကိုလည်းလိုက်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒါကိုမြင်တော့အားလုံးကလည်းအံ့ဩနေပြီးဒါကဘလို့တိုက်ခိုက်မှုမျိုးကအလိုလိုအသက်ဝင်နေရလဲဆိုပြီးမေးလိုက်ပါတယ်။ အဲ့နောက်မှာတော့ကိကဒူးထောက်လေးရကြသွားပြီးဘင်မောင်းဖန်တီးထားတဲ့ဝိညာဉ်ကလည်းကိကိုအဆုံးသတ်ဖို့အတွက်လှုပ်လိုက်ပါတယ်။ဒါပေမဲ့တော့ဘင်မောင်းကသဘောကျနေချိန်လောကတော့သူမရဲ့ခေါင်းပေါ်ကိုအဆောက်အဦတစ်ခုကိုရွှေ့လိုက်ပြီးတော့ပြစ်ချလိုက်ပါတယ်။ဒါပေမဲ့တော့ဘင်မောင်းကလည်းလန့်သွားပါတယ်။အဲ့နောက်မှာတော့ဘင်မောင်းကပြန်ထလာခဲ့ပြီးလောလေသူ့ရဲ့ကီရူမ်ကိုဖွင့်လိုက်ပြီးတော့ဘင်မောင်းရဲ့ရင်ဘက်ကိုထိုးဆိုင်ပြစ်လိုက်ပါတယ်။ဒါကိုမြင်တော့ဘင်မောင်းကလောကိုထပ်ပြီးဒီကွာပဲလာလို့မိလိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့လောကဘင်မောင်းမြေခန္ဓာကိုယ်ကိုသူ့ရဲ့ခန္ဓာကိုယ်အောက်ကိုဖောက်ပြီးဟိုးအောက်ထိရောက်တဲ့အထိစိုက်နေခဲ့ပါတယ်။ အဲ့ဒီအချိန်ရာမာတို့လည်းယုတ်ဒီရပေါ်လာတဲ့ဓာကြီးကြောင့်လန့်သွားပြီးဘာလဲဟာလို့မိလိုက်ပါရီအဲ့ဒီအချိန်လောကတော့ထပ်ပြီးလိုအပ်နေသေးတယ်လို့ပြောပြီးသူ့ရဲ့ဓာကိုအောက်ဆုံးထိဆိုင်နေခဲ့ပါရီဓာကိုမြင်တော့ဘေမောင်ကလောကိုစက်တိုက်ထိုးနေပြီးသူ့ရဲ့ခန္ဓာဘုကောကနေဖယ်လိုက်လို့ပြောနေပေမဲ့လောကတော့တောင့်ခံနေပါရီဓာကိုမြင်တော့ဘေမောင်ကလောကိုဘာဖြစ်တာလဲသိနေပြီလားလို့မေးပါရီအဲ့ဒီအချိန်လောရဲ့တပည့်တွေကလည်းလောကိုဘာလုပ်နေရလဲလို့မေးလိုက်ပြီးမြ мян ထွက်ပြေးဖို့အတွက်ပြောပါရီ ဒါပေမဲ့လောကတော့တောင်းခံနေပြီခနာအကြောင်မှာတော့သူ့ရဲ့ဓာတ်ကအောက်ကမီးရီကိုထိသွားတာကိုသိလိုက်ပြီးလောကလေးရက်စစ်လိုင်းတွေကိုထုတ်လိုက်ကဘင်မောင်းကိုတိုက်ခိုက်လိုက်ပါတယ်။ဒါကြောင့်ဘင်မောင်းကလန့်သွားကလောရဲ့တိုက်ခိုက်မှုကြောင့်ဂျုံကအပေါက်ကြီးဖြစ်သွားခဲ့ရပါတယ်။မမူကတော့ယုဒိယပေါ်လာတဲ့အပေါက်ကြီးကိုကြည့်ပြီးလန့်သွားပါတယ်။ဒါကဘာဖြစ်တာလဲဆိုပြီးမေးလိုက်ပါတယ်။အဲ့နောက်မှာတော့ဘင်မောင်းကနာကျင်စွာအော်ဟစ်လိုက်ပြီးလောကလေးတစ်ဖက်ကိုရွှေ့သွားပါတော့တယ်။အောက်ဘက်မှာလည်းရာမာတို့ကအပေါက်ကြီးကိုကြည့်ပြီးဘင်ကပေါ်လာတာလေးဟာလို့မင်းကြီးကအဲ့ဒီချိန်ဘင်မောင်းကတော့ပလက်လန်နေပြီးအပေါက်သေးကိုပြုတ်ကြတော့မတတ်ဖြစ်နေပါတယ်။ အဲဒါကြောင့်ဘင်မောင်ကသူ့ကိုယ်သူထိန်းထားလိုက်ပြီးလောကိုသူဖန်တီးထားတဲ့ဝိညာဉ်ကိုတတ်လိုက်ဖို့အတွက်ပြောပါရီအဲဒီဝိညာဉ်ကလောကိုတတ်ဖို့လုပ်နေချိန်မှာပဲလောကတော့ကစ်ကိုလှုပ်လိုက်တော့လို့ပြောပါရီဒါကိုကြားတော့ဘင်မောင်ကလန့်သွားချိန်ကစ်ကရောက်ရှိလာခဲ့ပြီးဘင်မောင်ကိုတိုက်ခိုက်ဖို့လုပ်ပါရီပြီးတော့ကစ်ကလောကိုသူ့ကိုမလုပ်ရမလဲဆိုတာလာမပြောနဲ့လို့ပြောလိုက်ပြီးဒါကိုကြားတော့လောကလည်းပြောနေပါရီဒါကိုမြင်တော့ဘင်မောင်ကလန့်သွားခဲ့ပြီမဲ့သူမကကစ်ကိုယူလာခဲ့လို့ပြောလိုက်ပြီးမင်းတို့ငါ့ကိုနိုင်မဲထင်းနေလားလို့ပြောကငါကဘင်မောင်မဲလို့ဆိုလိုက်ပါရီ ဒါကိုကြတော့ကိကဒါကြောင့်မင်းကိုပြေးချရမှာကအမှန်ပဲလို့ပြောလိုက်ပါရီအဲ့နောက်ကိကဘင်မောင်ကိုလေစာနဲ့ပြေးချလိုက်ပါရီလောကတော့ဘင်မောင်ကိုကြည့်ပြီးမင်းတို့စုံမှုတဲ့အချိန်ကကုန်သွားပြီလို့ပြောလိုက်ပြီးဇလန်းလေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါရီ